နင်္ဂလာပါရှင်မြန်မာစတိုရီဟော့ချန်နယ်ကကြိုဆိုပါတယ်ဒီနေ့မှာတော့တသက်လွတ်စားခြင်းနဲ့ပတ်သက်တဲ့မိခွန်းလေးတွေကိုဖြည့်ပေးသွားမှာဖြစ်ပါတယ်တသက်လွတ်စားရဲဆိုတာဗာလဲတသက်လွတ်စားရဲဆိုတာကတော့အသားငါပင်လယ်စာပါဝင်တက်ရှိတော်ဝါတွေကရရှိရဲ့အစားအစာတွေကိုလုံးဝသို့မဟုတ်အများစုရှောင်ကျဉ်ပြီးဟင်းသီးဟင်းရွက်တတိဝလန်းပဲမြူမြူအစိအစမ်းတွေကောက်ပဲတိနှံတွေစားတဲ့အပင်ထွက်အစားအစာတွေကိုသာ အဓိကထားစားသုံးတဲ့စားတောက်နေထိုင်မှုပုံစံကိုဆိုလိုပါတယ်။အဓိကအချက်အနေနဲ့ကတော့အသားငါးရှောင်ခြင်းခြင်းနဲ့အပင်ထွက်အစားအစာများအစားထိုးစားသုံးခြင်းတို့ဖြစ်ပါတယ်။တက်တက်လို့စားခြင်းမှလည်းအမျိုးအစားတွေ꿰ပြပါသေးတယ်။အများဆုံးတွေ့ရတဲ့အမျိုးအစားကတော့ lacto ovo vegetarian လို့ခေါ်တဲ့အသားငါးကိုရှောင်ခြင်းပင်မဲ့လဲနှုတ်ထွက်ပစ္စည်းဖြစ်တဲ့ဒင်းကျင်းနဲ့ cheese တွေနဲ့ကြက်ဥတွေကိုစားသုံးတဲ့သူတွေဖြစ်ပါတယ်။ လက်တိုဗက်ဂျီတေးရီယန်တွေကတော့အသားငှားနဲ့ကြက်ဥကိုရှောင်ကျဉ်ပြီးနှုတ်ထွက်ပစ္စည်းကိုစားသုံးပါတယ်။အိုဗိုဗက်ဂျီတေးရီယန်တွေကတော့အသားငှားနဲ့နှုတ်ထွက်ပစ္စည်းကိုရှောင်ကျဉ်ပြီးကြက်ဥကိုစားသုံးပါတယ်။တသက်လွတ်စစ်စစ်စားတဲ့ဗီဂန်တွေကတော့အသားငှားနှုတ်ထွက်ပစ္စည်းကြက်ဥအပါအဝင်သက်ရှိသတ္တဝါတွေကရရှိရပြားရည်ကဲသို့သောထုတ်ကုန်အလုံးကိုပါ လုံးဝရှောင်ကျဉ်ပြီးအပင်ထွက်အစားအစာတွေကိုသာ စားသုံးပါတယ်။ နောက်မေးခွန်းတစ်ခုကတော့တတ်တတ်လွတ်စားတာဟာဘယ်ကစတင်ခဲ့ပါသလဲတတ်တတ်လွတ်စားသုံးခြင်းဟာကမ္ဘာသမိုင်းမှာကာလရှည်ကြစွာရှိခဲ့ပြီးရောမတူညီတဲ့ဒေသတွေနဲ့ယဉ်ကျေးမှုတွေမှာမတူညီတဲ့အကြောင်းရင်းတွေကြောင့်စတင်ခဲ့ပါတယ်အတိအကျဘယ်ချိန်ဘယ်နေရာကနေစတင်ခဲ့တယ်ဆိုတာကတော့တိတိကျကျပြောဖို့ခက်ပေမယ့်အခုပြောပြမယ့်အချက်တွေကြောင့်စတင်ခဲ့တယ်လို့ခန့်မှန်းရပါတယ် ဘာသာရေးယုံကြည်ချက်တွေအရတသက်လွတ်စားသုံးခြင်းရဲ့အစောဆုံးဟာအိန္ဒိယနိုင်ငံဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှာရှိတဲ့ဂျိန်းဘာသာတော်တွေဟာအဟိန္ဒာတက်ရှိတရဝါအားလုံးကို မထိခိုက်မတက်ဖြတ်ခြင်းဆိုတဲ့မူကို အပြင်းထန်ကျင့်သုံးပြီးတော့တသက်လွတ်ကိုတင်းတင်းကြပ်ကြပ်စားသုံးကြပါတယ်။ဂျိန်းဘာသာဟာ BC 600စုလောက်ကတည်းကစတင်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။အဲဒီ BC 600စုလောက်မှာပဲအိန္ဒိယနိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာတွေရဲ့ကိုယ်ဝေဟာ ကောရမဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့အဆုံးအမတွေထဲမှာအသက်မသက်ဘူးပါဏာတိပါဒမှရှောင်ကျင်မှုပါဝင်ပါတယ်။အချို့ဗုဒ္ဓဘာသာဝင်တွေဟာသက်သက်လို့ကိုစားသုံးကြပြီးအထူးသဖြင့်မဟာယာနဗုဒ္ဓဘာသာဝင်ချို့နဲ့တရုတ် BNN စတဲ့နိုင်ငံတွေကဗုဒ္ဓဘာသာဝင်တွေဟာသက်သက်လို့ကိုအားထားစားသုံးကြပါတယ်။ဟိန္ဒူဘာသာဝင်အများပြားဟာလည်းအဟိန္ဒာမူဝါဒအရာသက်သက်လို့ကိုစားသုံးကြပါတယ်။အထူးသဖြင့် ပြမနာများနဲ့အခြားဘာသာရေးဇာတ်ရီကတသက်လွတ်စားသုံးခြင်းကိုပို့ပြီးကျင့်သုံးကြပါတယ်။အရှိအလဲပိုင်းမှာရှိရဲရှေ့ခေတ်အီဂျစ်ဘုန်းတော်ကြီးတချို့ဟာလည်းဘာသာရေးရည်ရွယ်ချက်တွေအရအသားစားခြင်းကိုရှောင်ကျဉ်ခဲ့တယ်လို့မှတ်တမ်းချို့ကဆိုပါတယ်။ရှေ့ခေတ်ဂရိအတွေးခေါ်ပညာရှင်အချို့ဟာလည်းကျန်းမာရေးနဲ့ကိုယ်ခန္ဓာကိုတန့်စင်စေဖို့အတွက်တသက်လွတ်စားသုံးဖို့အကြံပြုခဲ့ကြပါတယ်။အဲ့ဒီထဲကမှပိုက်သဂိုရက်ကတော့ကိုယ်တိုင်တသက်လွတ်စားခဲ့ပြီးရော သူ့ရဲ့နောက်လိုက်တွေကိုလည်းအသားစားခြင်းမှရှောင်ခြင်းမှုတိုက်တွန်းခဲ့ပါတယ်။ဒါကြောင့်အနောက်နိုင်ငံတွေမှာတသက်လူကိုတစ်ချိန်ကပိုက်တာဂိုရီယန်ဒိုင်ယက်လိုရောင်းခေါ်ဝေါ်ခဲ့ပါသေးရဲ့။နောက်တစ်ချက်ကတော့တရိတ်ဆန်တွေကိုမတက်ဖြတ်လိုတဲ့စိတ်ဓာတ်သူတို့ရဲ့ခံစားချက်တွေကိုစာနာထောက်ထားတဲ့စိတ်ဓာတ်ကလည်းတသက်လူစားသုံးခြင်းကို စတင်စီခဲ့အကြောင်းရင်းတွေရဲ့ကတစ်ခုဖြစ်ပါတယ်။19ရာစုနောက်ပိုင်းနဲ့20ရာစုအစောပိုင်းမှာတော့ အနောက်နိုင်ငံတွေမှာတသက်လွတ်စားသုံးခြင်းဟာကျန်းမာရေးတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့တရိတ်ဆန်ခွင့်ရေးဆိုင်ရာအကြောင်းရင်းတွေကြောင့်ပုံမှုပြန်လည်တင်ကျဲလာခဲ့ပါတယ်။ခြုံငုံပြောရရင်နော်တသက်လွတ်စားသုံးခြင်းဟာလွန်ခဲ့နှစ်ပေါင်း2500ကျော် BC 600စုခန့်ကလေးကအိန္ဒိယနိုင်ငံမှာဘာသာရေးယုံကြည်ချက်တွေကြောင့်ခိုင်ခိုင်မာမာစတင်ခဲ့ပြီးကမ္ဘာတခြားဒေသတွေမှာလည်းမတူညီတဲ့အကြောင်းရင်းတွေနဲ့တပြိုင်နက်တည်းနှီးပါပေါ်ပေါက်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ နောက်မေးခွန်းတစ်ခုကတော့မြတ်စွာဘုရားရှင်ကရောတသက်လို့ဖုံးပေးခဲ့ပါသလားမြတ်စွာဘုရားရှင်ကတော့တသက်လို့ဖုံးမပေးပါဘူးဘုရားရှင်လက်ထက်တော်အခါကတန်ဃာတော်တွေဟာစွန့်ခံကြွားပြီးရလာတဲ့စွန့်ကိုဖုံးပေးကြရပါတယ်အဲဒီတော့ဒါယကာဒါယကာမားတွေကဖုံးပေးဖို့ကတ်လှတဲ့စွန့်မှာတသက်လို့ဟင်းလဲပါနိုင်သလိုအသာဟင်းလဲပါနိုင်ပါတယ်ဖះရှင်ကဒါရီကိုခွဲကြပြီးဖုံးမပေးပါဘူး ဒါပေမဲ့ဖိယရှင်ကယဟန်တော်တွေအတွက်မဟာကရုဏာကိုအခြေခံပြီးခွင့်ပြုထားတဲ့အသားသုံးမျိုးရှိပါတယ်။ကိုယ်အတွက်တတ်ထားတာကိုမမြင်ရခြင်းကိုယ်အတွက်တတ်ထားတာကို မကြားရခြင်းကိုယ်အတွက်တတ်ထားတာလို့မသင်ကားမဖြစ်ခြင်းဒီချက်သုံးချက်နဲ့ပြည့်စုံတဲ့အသားကိုတော့ဖုံးပေးဖို့ခွင့်ပြုထားပါတယ်။အဲဒီတော့မြတ်စွာဘုရားရှင်ဟာတတ်တတ်လုံးမှ ဖုံးပေးတာမျိုးမဟုတ်ပါဘူးလို့ပြောနိုင်ပါတယ်။ ။နောက်တစ်ချက်ကတော့မြတ်စွာဘုရားရှင်ကတသက်လွတ်စားဖို့ရောဟောခဲ့ပါသလား။မြတ်စွာဘုရားရှင်ကတသက်လွတ်စားဖို့ကိုတိုက်ရိုက်ကြီးဟောကြားခဲ့တာမျိုး မရှိပါဘူး။ဘုရားရှင်ကအဓိကအားဖြင့်တရားဝါတွေပေါ်မေတ္တာထားဖို့အတ္တမတ္တဖို့ကံရဲ့အကျိုးပေးကိုယုံကြည်ဖို့စတာတွေကိုပဲ ဟောကြားခဲ့ပါတယ်။အဲဒီမူရိယဆိုရင်တက်ရှိတရားတွေကိုတက်ဖြတ်တာဟာမသင့်တော်ဘူး။မကောင်းတဲ့အကုသိုလ်ကံဖြစ်စေရဲ့လို့မှတ်ယူနိုင်ပါတယ်။ ဒါကြောင့်တရိษံမျိုးကိုကိုယ်တိုင်တက်ဖြတ်တာ ကို့အတွက်တက်ခိုင်းတာမျိုးကိုတားမြစ်ထားတာပါဒါပေမဲ့တခြားသူတွေကတ်လူတွေစွန့်မှပါလာတယ်အသားဟင်းတွေကိုတော့အထက်မှာပြောခဲ့တဲ့အတိုင်းသူတို့ဘာတက်တာကိုမမြင်မကြားကို့အတွက်တက်တယ်လို့မတင်ငါရတဲ့အသားစတယ်စီကန်းချက်တွေနဲ့ပြည်စုံရင် ဖုံးပေးဖို့ခွင့်ပြုထားပါတယ်ဒီတော့မြတ်စွာဘုရားရှင်ရဲ့သာသနာမှာတက်တက်လွတ်စားတာဟာကိုယ်သဘောဆန္ဒနဲ့ ုသူတရားကိုပုံမိုလိုလားလို့စားသုံးတာမျိုးဖြစ်ပြီးဖះရှင်က မဖြစ်မနေစားရမယ်လို့ပညာခေရာမျိုးတော့မရှိဘူးလို့ပြောနိုင်ပါတယ်။နောက်ဆုံးမိကွန်းကတော့တတ်တတ်လွတ်စားရင်ရောပိုကုသူရလား။တတ်တတ်လွတ်စားရင် ပိုပြီးကုသူရတယ်လို့တိုက်ရိုက်ကြည့်ပြောလို့မရပါဘူး။ဒါပေမဲ့တတ်တတ်လွတ်စားခြင်းကြောင့်ရရှိနိုင်တဲ့ကုသူတွေနဲ့ကောင်းကျိုးတွေတော့ရှိပါတယ်။တရဝါရရဲ့အသက်ကိုတနာကျင်နာတဲ့စိတ်ကရုဏာနဲ့မတက်ဖြတ်လိုတဲ့စိတ်မြတ်တာကို လက်တွေ့ကျင့်သုံးရာရောက်တဲ့အတွက်ဒါဟာဗုဒ္ဓဘာသာရဲ့အခြေခံတရားတွေကတစ်ခုဖြစ်တဲ့မေတ္တာဘာဝနာနဲ့ kait ညီပါတယ်။အတ္တသချင်းဆိုတဲ့ပါဏာတိပါဒကံကိုကိုယ်တိုင်ကျူးလွန်တာသူတစ်ပါးကိုခိုင်းစေတာဝန်တာအာရဖြစ်တာတွေကနေရှောင်ရှားရရောက်ပါတယ်။ကိုယ်တိုင်အတ္တမတတ်တဲ့အတွက်မကောင်းတဲ့ကံကြမ္မာတွေကိုလည်းရှောင်ကျင်ရရောက်ပါတယ်။ကိုကျင့်သီလမှာပါဏာတိပါဒအတ္တသချင်းကနေရှောင်ကျင်တာပါဝင်ပါတယ်။ ်တသက်လွတ်စားခြင်းဟာဒီသီလကိုပိုပြီးခိုင်မြဲအောင်ထိမ့်သိမ်းရာရောက်ပါတယ်တသက်လွတ်စားခြင်းဟာကိုကျမ်းမာရေးအတွက်လည်းကောင်းကျိုးများစွာ ရှိပါတယ်ကျမ်းမာရေးကောင်းမွန်ခြင်းဟာကုသိုလ်တရားပွားများဖို့နဲ့တရားအထုတ်ဖို့အတွက်အထောက်အကူဖြစ်စေပါတယ်ဗုဒ္ဓဘာသာမှာအဓိကကုသိုလ်တရားကစိတ်ထားနဲ့ရည်ရွယ်ချက်ပေါ်မှာအများကြီးမှုတည်ပါတယ်တသက်လွတ်စားပေမဲ့စိတ်ထဲမှာမေတ္တာကရုဏာစိတ်မရှိပဲသူတစ်ပါးကိုအပြစ်ပြောခြင်းနဲ့စိတ် မာနစိတ်တွေနဲ့စားမယ်ဆိုရင်တော့အဲ့ဒီတတ်တက်လွတ်စားခြင်းကနေရတဲ့တလောက်ကုသိုလ်ရမှာမဟုတ်ပါဘူး။ဖះရှင်ကစီမီခွက်ကို စီမိစာဖြည့်ပြီးမိညိပေးုံနဲ့မရဘူး။မိညိပေးတဲ့သူရဲ့စိတ်စေနာပါမလို့ဟောကြားခဲ့ဘူးပါပဲ။အလားတူပါပဲ။တတ်တက်လွတ်စားခြင်းဟာမေတ္တာကရုဏာစေနာကောင်းတွေနဲ့ပေါင်းစပ်တဲ့အခါပိုပြီးပြည့်စုံတဲ့ကုသိုလ်ဖြစ်လာပါပဲ။တတ်တက်လွတ်စားတာဟာတရားဝါရီအပေါ်မေတ္တာထားရရောက်လို့ အသက်သက်ချင်းကနေရှောင်ရှားရရောက်လို့ကုသိုလ်ဖြစ်စေနိုင်ပါတယ်။ဒါပေမဲ့အဓိကအကြဆုံးကတော့ကိုယ့်ရဲ့စေတနာနဲ့စိတ်ထားပဲဖြစ်ပါတယ်။အခုခါမှာတော့တသက်လို့စားသုံးခြင်းဟာဘာသာရေးနဲ့ကိုကျင်တရားကိုကျင့်သုံးလိုသူတွေအတွက်သာမကပဲ။ကဘာကြီးပူနွေးလာမှုကိုလျှော့ချဖို့အတွက်နဲ့တဘာဝပဝင်းကျင်ကိုထိမ့်သိမ်းရန်ကြိုးပမ်းနေတဲ့ခေမီလူနေမှုပုံစံတည်းရဲ့အဖြစ်ပါတိုးတက်လာပြီးဖြစ်ပါတယ်။ဤသို့ပင်ဆိုစီကမှုတသက်လွတ်စားသုံးသူတွေဟာတရဝရီပေါ့ စာနာထောက်ထားခြင်း၊ကျန်းမာရေးကိုခရုစိုက်ခြင်းနဲ့ရိုးရှင်းစွာနေထိုင်ခြင်းစတဲ့အပြုသဘောဆောင်တဲ့ရည်ရွယ်ချက်တွေကိုလက်တွေ့အကောင့်ထဲပေါ်နေသူတွေလို့မှတ်ယူနိုင်ပါတယ်။ကြီးစုငါးစင်သူမိษွေပေါင်းလဲတသက်လွတ်စားခြင်းနဲ့ပတ်သက်ပြီးဘဝတုဒ္ဒစုံတရားရတော်လိမ့်မယ်လို့မျှော်လင့်ပါတယ်။အခုလိုမျိုး စိတ်ဝင်စားပွဲရာ ဘုသူတရပွဲရအကြောင်းအရာများကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့မြန်မာ story hot channel လေးကို like and subscribe လုပ်သွားပေးပါအောင်နော်အားလုံးပဲကိုစိတ်နှပြကျမ်းမာရှင်လန်းပါစေရှင်